ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး73အငယ်1မှ38ပတ်တကားပွဲမခံမီ၌ယေရှုသည်ဤလောကမှခမည်းတော်ထံသို့ပြောင်းရသောအချိန်ရောက်သည်ကိုသိတော်မူသည်ဖြစ်၍ဤလောက၌ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့်အဆုံးတိုင်အောင်ချစ်တော်မူ၏ကိုရောကိုအံ့နံမီအကြောင်းမာနတ်သည်ရှိမုန်ဤသားယုဒရှကာရုတ်ဤစိတ်နှလုံး၌အကြံပေးသွင်းနှင့်တည်း ထိုအခါညစာကို စားကြစဉ်ခမီးတော်သည်အလုံးစုံတို့ကို သူ၏လက်သို့အပ်ပေးတော်မူသည်ကို၎င်း သူသည်ဖျားသခင်ထံတော်မှထွက်လာသည်ကို၎င်းဖျားသခင်ထံတော်သို့ကြွသွားမည်ကို၎င်းယေရှုသည်တည်တော်မူသည်နှင့်စပွဲမှထ၍ဝတ်လုံတော်ကိုချွတ်ပြီးလျင်ပဝါကိုယူ၍ခါးကိုစီးတော်မူ၏ထို့နောက်မှ ရေကိုအင်တုံ၌လောင်း၍တပဲ့တော်တို့၏ခြေကိုဆေးပြီးမှခါး၌စီးသောပဝါနှင့်တုတ်တော်မူ၏ရှိမုန်ပေတရုစီတို့ရောက်တော်မူသောအခါထိုတပဲ့တော်က သခင်ကိုရောဒီအကျွန်ုပ်ဤခြေကိုဆေးတော်မူမီလောဟုမေးလျှောက်၏ယေရှုကလည်းတင်ဒီငါပြုသောအမှုကိုယခုနားမလဲသည်နောက်မှတိလိမ့်မည်ဟုမိန့်တော်မူ၏ပေတရုကလည်းကိုရောဒီအကျွန်ုပ်ဤခြေကိုအလင်းဆေးတော်မမူရဟုလျှောက်၏ယေရှုကလည်း တင့်ကိုငါမစေးရလင်တင်ဒီငါနဲ့မဆက်ဆံရဟုမိန့်တော်မူ၏ရှိမုန်ပေတရုကလည်းအကျွန်ုပ်၏ခြေကိုယ်သာမစေးပါနှင့်လက်ကို၎င်းဥကောင်းကို၎င်းစေးတော်မူပါဟုရှောက်ပြန်၏ယေရှုကလည်းရေချိုးပြီးသောသူမိဒီကခြေဆေးချင်းမှတပါစေးရသောအကြောင်းမရှိ တကူလုံးစင်ကြယ်၏ပင်တို့သည် စင်ကြယ်တော်လဲအချို့မစင်ကြယ်ဟုမိန့်တော်မူ၏ကိုရောကိုအနံမိသူကိုတည်တော်မူသောကြောင့် ်သင်တို့တွင်တချို့မစင်ကြဲဟုမိန့်တော်မူသည်ထို့သူသူတို့၏ခြေကိုစေးတော်မူပြီးမှတဖန်ဝတ်လုံကိုဝတ်၍လျှောင်းတော်မူလျက်သင်တို့၌ငါပြုတ်ခဲ့သော အမှုကိုနားလေကြသလိုသင်တို့သည်ငါကိုအရှင်ဖျားဟူ၍၎င်းသခင်ဟူ၍၎င်းခေါ်တတ်ကြ၏ထိုစကားလည်းဟုတ်မှန်သောစကားဖြစ်၏အကြောင်းမူကားသင်တို့ခေါ်ကြသည့်အတိုင်းငါမှန်၏ ငါသည်သခင်ဖြစ်လျက်အရှင်ဖျားလဲဖြစ်လျက်နှင့်သင်တို့၏ခြေကိုဆေးလျင်သင်တို့သည်အချင်းချင်းတို့၏ခြေကိုဆေးရကြမည်ငါသည်သင်တို့၌ပြုတ်တကဲ့သို့သင်တို့သည်ပြုတ်စေခြင်းငါပုံသက်သည်ကို ပြခဲ့ပြီငါအမှန်အကန်ဆိုသည်ကကျွန်သည်သခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်တမန်သည်လဲဆစ်လွတ်သောသူထက်သာ၍ကြီးမြတ်သည်မဟုတ်ဤအရာများကိုသင်တို့သိ၍သိသည့်အတိုင်းကျင့်လျင် မင်္ဂလာရှိကြ၏ သင်တို့ရှိသမျှကိုငါရည်မှတ်၍ပြောသည်မဟုတ်ငါရွေးကောက်သောသူတို့ကိုငါသိ၏ကျမ်းစာချက်ပြည့်စုံစေမည်အကြောင်းငါနှင့်အတူစားသောသူသည်ငါကိုခြေနှင့်ကြောက်သတည်းထိုအမှုအရာရောက်သောအခါငါသည်ဤမိသောသူဖြစ်သည်ကို သင်တို့သည်ယုံကြည်စေခြင်းငါမရောက်မီယခုပင်သင်တို့အားငါပြောနှင့်ပြီငါအမှန်အကန့်ဆိုသည်ကငါစေလွတ်သောသူကိုလက်ခံသောသူသည်ငါကိုလက်ခံ၏ ငါကိုလက်ခံတော်မူသည်ငါကိုဆေလွတ်တော်မူသောသူကိုလက်ခံသည်ဟုမိန့်တော်မူ၏ထို့သောယေရှုသည်မိန့်တော်မူပြီးမှစိတ်နှလုံးတော်ပူပန်ခြင်းရှိ၍ငါအမှန်အကန့်ဆိုသည်ကားတင်တို့တွင်တစုံတယောက်သောသူသည်ငါကိုအနံလိမ့်မည်ဟုတက်သေးခံလျက်မိန့်တော်မူ၏အဘဲသူကိုရည်ဆောင်၍မိန့်တော်မူသည်ကိုတပည့်တော်တို့သည်တွေးတော်ခြင်းရှိသဖြင့်အချင်းချင်းတယောက်ကိုတယောက်ကြည့်ရှုကြ၏ ယေရှုခရစ်တော်မူသောတပည့်တော်သည်ယင်ခွင်တော်နားမှလျှောင်းသဖြင့်အဘယ်သူကိုယီဆောင်၍မိန့်တော်မူသနည်းဟုမေးစေခြင်းငှာရှိမုန်ပေတရုသည်ထိုတပည့်တော်ကို အမှတ်ပေ၏ထိုတပည့်တော်သည်ယေရှု၏ယင်တော်ကိုမှီ၍လျှောင်းနေလျက်သခင်အဘယ်သူနည်းဟုရှောက်၏ယေရှုကလည်းဤမုတ်တလုတ်စာကိုငါနှိမ့်၍ပေးတော်သူ ဖြစ်၏ဟု မိန့်တော်မူပြီးလင် မုတ်တလုတ်စာကို နှစ်ပြီးမှ ရှိမုန်ဤသားယုဒရှကာရုအားပေးတော်မူ၏ ထိုသူသည် မုတ်တလုတ်စာကို ခံပြီးမှစာတန်သည်သူ့အထဲသို့ဝင်လေ၏ယေရှုကလည်းတင်ပြရသော အမှုကိုအလင်အမြန်ပြုလောဟုထိုသူအားမိန်တော်မူ၏အဘယ်ကြောင့်ထိုသူမိန်တော်မူသည်ကိုစပွဲ၌လျောင်းသောသူတို့တွင်အဘယ်သူမှမသိအချို့တို့ကယူဒရှကာတို့သည်ငွေအိတ်ကိုဆောင်သောကြောင့် ဤပွဲ၌ငါတို့သုံးစရာအဖို့ကိုဝယ်လောဟူ၍၎င်းသို့မဟုတ်ဆင်းရဲသောသူတို့အားတစုံတစ်ခုကိုပေးလောဟူ၍၎င်းယေရှုမိန့်တော်မူသည်ဟုထင်မှတ်ကြ၏ ူတရှကာရုတ်တီမုတ်တလုတ်စာကို ခံပြီးမှချက်ချင်းထွက်သွား၏ထိုအချိန်ကညအချိန်ဖြစ်၏ထိုသူသွားသည့်နောက်ယေရှုကယခုတွင် လူသားသည်ဘုံထင်ရှားခြင်းရှိသည်ဖြစ်၍ဖျားသခင်သည်လည်းလူသားအပြင်ဘုံတော်ထင်ရှားခြင်းရှိ၏ဖျားသခင်သည် လူသားအပြင်ဘုံတော်ထင်ရှားခြင်းရှိလျှင်ဖျားသခင်သည် ကိုရော်တိုင်အပြင် သူဤဘုံကိုထင်ရှားစေတော်မူလိမ့်မည်ကာလမကြာမမြင့်မီသူဤဘုံကိုထင်ရှားစေတော်မူလိမ့်မည်ချစ်သားတို့ငါသည်တင်နှုတ်နှင့်အတူခဏတာနေရ၏တင်နှုတ်သည်ငါကိုရှာကြလိမ့်မည်ငါသွားရာအရက်သို့တင်နှုတ်မရောက်နိုင်ကြဟုယူဒလူတို့အားငါပြောတဲ့ကဲ့သို့ယခုတင်နှုတ်အားငါပြော၏တင်နှုတ်သည်အချင်းချင်းတယောက်ကိုတယောက်ချစ်ကြလောငါသည်တင်နှုတ်ကိုချစ်သည်နီးတူအချင်းချင်းချစ်ကြလောဟု ပြည့်ညက်တစ်ကူငါပေး၏တင်တို့သည် အချင်းချင်းချစ်ကြလျင် လူအပေါင်းတို့သည်ထိုမြစ်တာကိုထောက်၍တင်တို့သည်ငါဤတပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟုမိန့်တော်မူ၏ရှိမုန်ပေတရုကသခင် ကိုတော်သည်အပေအရက်သို့ကြွတော်မူမည်နီးဟု မေးလျှောက်လျင်ယေရှုကငါသွားရာအရက်သို့ သင်သည်ယခုမလိုက်နိုင်နောက်မှလိုက်ရလိမ့်မည်ဟုမိန့်တော်မူ၏ပေတရုကလည်းသခင်အကျွန်ုပ်သည်ကိုရောနှင့်အတူအဘယ်ကြောင့်ယခုမလိုက်နိုင်သနည်းကိုရောအဖို့အကျွန်ုပ်၏အသက်ကိုဆွန့်ပါမည်ဟုရှောက်လျင်ယေရှုကငါအဖို့သင်အသက်ကိုဆွန့်မည်လောငါအမှန်အကန်ဆိုသည်ကားကြက်မတော်မီသင်သည်သုံးချိန်မြောက်အောင်ငါကိုညင်းပယ်လိမ့်မည်ဟုမိန့်တော်မူ၏အာမင် God bless you.